ကိုယ့်ရဲ့ဖုန်းထဲကိုတစ်ဖက်ကပို့လာတဲ့စာတွေအကုန်လုံးက အခုလိုမျိုးပြောင်းမြန်ဖြစ်နေပြီးတော့စာမမှန်တာမျိုးကြုံမှုကြလာဒီစာတွေတွေမကဘူးကိုဖုန်းထဲမှာတခြားဘသူပို့ပို့စာတွေအကုန်လုံးကပြောင်းမြန်ဖြစ်နေရဆိုရင်အတိတ်ပြန်ပြီးတော့ဖြစ်သွားအောင်ဘလို့ပြောင်းလို့ရတယ်ဆိုတာကိုကျွန်တော်ကလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့သောဆောင်ကြည့်ကြည့်လို့ရပါတယ်ခင်ဗျာကဲကျွန်တော်တို့ပထမဆုံးစက်တင်လေးတွေကိုသွားလိုက်ပါမယ်ခင်ဗျာ စက်တင်လေးရက်ကိုရောက်ပြီဆိုရင်တော့ကျွန်အောက်ဆုံးကိုဆွဲရမှာဖြစ်ပါတယ်။အောက်ဆုံးရောက်ပြီဆိုရင်တော့ကျွန်စနစ်စီမံမှုတွေကိုဝင်လိုက်ပါမယ်။ပြီးရင်တော့ဘာသာစကားတွေကိုဝင်လိုက်ပါမယ်ခင်ဗျာ။အဲ့ဒါရောက်ပြီဆိုရင်ဘာသာစကားများတွေကိုဝင်လိုက်မယ်။ပြီးရင်တော့ဘာသာစကားတစ်ခုထည့်ရတဲ့ကိုဝင်လိုက်မယ်။ ပြီးရင်ကျွန်တော်တို့ကအရင်ကားပေါ့နော်ကျွန်တော်အောင်နာလေးမှာရှိရမြန်မာဇော်ကြီးကို ရွေးမိထားလို့စာရေကမှားတာဖြစ်တယ်ဆိုတော့ကျွန်တော်အပေါ်ဆုံးမှာပေါ့နော်အပေါ်ဆုံးမှာရှိတဲ့ဒီမြန်မာဆိုတဲ့ဘာသာစကားကိုရွေးရမှာဖြစ်ပါတယ်မြန်မာဇော်ကြီးမဟုတ်ပါဘူးမြန်မာမြန်မာဖြစ်ပါတယ်ပြီးရင်တော့ပြောင်းရံကိုနှစ်ရံမှာဖြစ်ပါတယ်ခင်ဗျာကဲခဏစာလေးကိုကျွန်တော် ပြန်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင် ကဲအခုဆိုရင်တော့တပတ်ကနေပို့လာတဲ့စာတွေအကုန်လုံးကပြန်ပြီးတော့မှန်သွားရွယ်ဖြစ်ပါတယ်ကျွန်တော်အခုပြသပေးတဲ့ဖုန်း version ကကြတော့အခုနောက်ထွက်တဲ့ version ဖြစ်တယ်ပေါ့နော်ဆိုတော့အရင် version လေးတွေမလောက်တတ်ဘူးဆိုရင် CB မှာဒါမှမဟုတ်ဖုန်းဆက်ပြီးလဲမေးလို့ရပါတယ် ငငယ်တော့ဆိုရင်အဖေရဲ့ဖုန်းကိုရေသွသွဆေးလို့ခဏခဏရိုက်ခံရတယ်။ကိုကတော့ညစ်ပတ်နေလို့ဆိုပြီးစေတနာနဲ့ဆေးပေးလိုက်ပေမဲ့အဖေရဲ့ဖုန်းကပြက်သွားလို့အစ်စ်ဝယ်လိုက်ရတယ်။ဒါကြောင့်ရေဆေးပြီးတဲ့အခါမျိုးမှာဆိုရင်ကိုရဲ့ဖုန်းကိုအကောင့်မကတိတိုင်းပြန်ဖြစ်အောင်ဘယ်လိုလုပ်ရလဲပြပြပေးမယ်နော်။ပထမအဦးဆုံးအနေနဲ့ရေဆိုနေတဲ့ဖုန်းကိုကျွန်တော်ကပါဝါပိတ်ပေးရမှာပဲဖြစ်ပါရဲ့ခင်ဗျာ။ ကဲဒီမှာဇာလဲနေနေစပြီတချို့ဖုန်းနေရာလေးပါဝါပိတ်တဲ့အခါမှာအပေါ်ကဘာတန်းလေးကိုဆွဲပြီးတော့ဒီမှာပါဝါပိတ်တဲ့ကလုတ်လေးနဲ့ပိတ်ရရင်နော်ဒါလေးကိုလည်းလမ်းချုပ်ပြပြပေးရဖြစ်ပါတယ်ကဲကျွန်တော်ရေစုံနေတဲ့ဖုန်းကိုအခုလိုမျိုးအဝိဇ္ဇအဖြူလေးနဲ့ပြောင်းစင်အောင်အရင်ဆုံးတုပ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဓိကကကြတော့လေကျွန်တော်ရေလုံးဝခြောက်သွားတဲ့အထိပေါ့နော်ကျွန်တော်အပြင်ပိုင်းအဓိကတုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ရေခြောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကပါဝါပြန်ပြီးတော့ဖြန့်ပေးရမှာဖြစ်ပါတယ် ဒီမှာလုံးဝလုံးဝလုံးဝတရီပေးချင်တာတခုอ่ะလေကိုယ့်ရဲ့ဖုန်းကရေးဆိုပြီးဆိုရင် အားလုံးဝမသွင်းပါနဲ့เนาะ short ဖြစ်ပြီးတော့ချက်ချင်းဆက်နှိုးမရပဲနဲ့ဖြစ်သွားပါလိမ့်မယ် ကဲစပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ကစပီကာရဲ့မှာရှိရဲ့ခြေတွေကိုအကုန်ပြောင်းစင်အောင်ဆက်ထုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့် YouTube ရဲ့ကိုတွားရမှာဖြစ်ပါတယ်။ YouTube ရဲ့ရောက်ပြီဆိုရင်အပေါ်ကမှန်ဘလူးလေးကိုထိပ်ပြီးတော့ကျွန်တော်ရှာပြထားတဲ့ speaker cleaning sound ဆိုတာကိုရှာရမှာဖြစ်ပါတယ်။ပြီးရင်တော့အပေါ်ဆုံးကဗီဒီယိုကိုဝင်လိုက်ပါမယ်။တခုရှိတာကဒီဗီဒီယိုကိုဖွင့်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ဖုန်းအတန်ကိုအဆုံးထိကိုချက်ပေးထားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တစ်ခုကဒီဗီဒီယိုကိုဖွင့်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ဖုန်းကိုမှောက်ထားပေးရမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုပြထားပေးတဲ့အတိုင်းဇပွဲပုံကိုမှောက်ထားလိုက်ပါ။ဒါမှသာစပီကာထဲမှာရှိတဲ့ရေတွေကအကုန်ပြောင်းစင်အောင်ထွက်လာမှာပဲဖြစ်ပါရခင်ဗျာ။ဒီဗီဒီယိုကိုအဆုံးထိဖွင့်ပြီးလို့ကိုယ့်ရဲ့ဖုန်းစပီကာကအကွဲတံမရှိတော့ဘူး။ပြောင်းစင်သွားပြီဆိုရင်တော့ရသားပါပြီခင်ဗျာ။တခုရှိတာကကြတော့ဒီဖုန်းကို10နာရီအတော်အတွင်းအားလုံးဟာတွင်လို့မရပါဘူးခင်ဗျာ